ကဲဒီတစ်ခါတော့ viewer အများကြီး request လုပ်ထားတဲ့ pop fishing အကြောင်း review လေးလုပ်ပေးမယ်နော်ဒီရုပ်ရှင်ဦးတော်လေး movie crazy တွေကမတိတလောက်ရှားမယ်လို့ထင်တယ်1994ခုနှစ်မှာထွက်ခဲ့တဲ့ဒီ classic crime thriller ရုပ်ရှင်က IMDb 8.9 Rotten Tomato 92ရောင်ရထားတာဆိုတော့ rating ကတော့တကယ်ရှည်ကြီးပဲပေါ့နော်ဒီဇလန်က pop culture ရဲ့အပြာရုပ်တစ်ခုဖြစ်ခဲ့တယ် Quantum Territory နော် Legendary Writer တယောက်ဖြစ်အောင်လို့အသီးမှတ်ပြုခဲ့တဲ့ရုပ်ရှင်ကားကြီးရဲ့တစ်ခုဆိုလည်းမမအောင်ပေါ့နော်ပြီးတော့ဒီမှာတရုတ်ဆောင်နေဆိုလို့ရှိရင်လည်းတကယ် share တွေကြီးပဲ Samuel L. Jackson တို့ Bruce Willis တို့ John Travolta Uma Thurman Tim Roth Christopher Walken Harvey Keitel နဲ့တခြားတရုတ်ဆောင်တွေအများကြီးပါသလို Quantum Territory နော်ကိုယ်တိုင်တော့မှဝင်ပြီးတော့တရုတ်ဆောင်ခဲ့တယ်ပြောရရင်လေဒီဟာရုပ်ရှင်တကားဆိုတာထက်ပိုတယ်ပိုကတော့လေဒါကိုအနုပညာလက်ရာတစ်ခုလို့ပြောချင်တယ်ပေါ့နော် အပေါ်ရန်ကြည့်လို့ရှိရင်လေသူက chaotic ဖြစ်တဲ့ဇလံမျိုးဖြစ်ပေမဲ့တကယ်တမ်းသူ့မှာလေးရအထက်ထက်ရှိရင်အဲ့တော့အဲ့ဒါကိုခံစားမိသွားလို့ရှိရင်ဘာဖြစ်လို့ဒီရုပ်ရှင်ကဒီလောက်ထိလူပြောများနေရလဲဆိုတော့နားလည်သွားမှာပေါ့နော်အဲ့တော့အခုပိုနေတူဒီရုပ်ရှင်ကိုတလွှာချင်းစီခွဲပြီးတော့ကြည့်လိုက်ကြရအောင်နော်ဒီဇလန်းမှာ Tarantino ရဲ့ဒီ signature style တွေကိုတော်တော်မြင်ရတယ်ပေါ့เนาะအဲဥမာဆိုလို့ရှိရင်ဒီဇလန်းကိုအစင်လိုက်မပြောဘဲနဲ့အဲ့လိုဖြောက်တောက်တွေလောက်ထားရတယ်နန်းလီနီယာ narrative style ပေါ့ เนาะအဲ့ဒါမျိုးတွေ့ရတယ်ပြီးွားလို့ရှိရင်အဲ dialogue တွေကအရှိကြီးတွေဒါပေမဲ့သူ့မှာအထိပယ်တွေကအပြည့်ပါတယ်ပြီးတော့အဲ့ခေတ်ခါမှာမတွေ့ရတယ်တကယ်ကို violence scene တွေပေါ့เนาะတတ်တယ်ဖြတ်တယ် scene တွေအဲ့ခေတ်တုန်းကဆိုလို့ရှိရင်အဲသူတို့ကဟို PG 13ဘက်ကိုပို့ပြီးတော့သွားတယ်ပေါ့เนาะအဲ့လိုမျိုးသွေးထွက်တန်ယူတတ်ဖြတ်တဲ့ scene တွေအဲ့လောက်ထိမထည့်ဘူးသူဒီဟာမှာထည့်လိုက်တဲ့ခါမှာမှာအကုန်လုံးက အဲ့လိုဟိုးလေးတကြောဖြစ်သွားပြီးတော့ဒီအာဟောလီဝုဒ်ရုပ်ရှင်လောကကြီးကိုဖျားမြန်လှမ်းလိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်။ဒါတွေလည်းမကသေးဘူး။အခု तू ကဒီ Hitman နဲ့ဒူးဆိုင်မှုတွေကိုအဓိကဟိုဇလန်းတဲထားရဆိုပေမဲ့အာသူ့မှာအရင် serious ကြီးမဟုတ်ဘဲနဲ့အဲ့လို dark humor လေးလည်းပါတယ်ပေါ့နော်။သူဒီကားထွက်ပြီးတော့အောင်မြင်တာနဲ့သူနောက်ပိုင်းမှာသူ့လိုမျိုးပုံစံတူလိုက်ထွက်ကြတော်များများဖြစ်တဲ့အထိဒီကားကလွှမ်းမိုးမှုရှိခဲ့တာပေါ့နော် ဲအဲ့တော့ plot လေးဥစားပြီးတော့ကြည့်လိုက်ကြမယ်အကြမ်းမြင်ပြောဟိုင်းတော့အခုဒီမှာအဓိက character တွေကဘယ်သူတွေပါလဲဆိုလို့ရှိရင်ဒီ Ellie ရာဒူးစရိုက်ခေါင်းဆောင်နေပါမယ်အာ Hitman နေပါမယ်ပြီးတော့လို့ရှိရင် Bowser တယောက်ပါမယ်ဒီဒူးစရိုက်ခေါင်းဆောင်ရဲ့ main မှာပါမယ်အာပြောလို့ရှိရင်ဒီအာအရန်တွေးကြုံမရှိသေးတဲ့ဗန်ထမြအသေးစားဆုံးတွေပေါ့သူတို့တွေပါမယ်အနာအမဒီလူတွေရဲ့ဇလန်းကိုပြောပြရင်အဲသူတို့ရဲ့ fate ဆိုတဲ့ကံကြမ္မာရဲ့ပြောရလို့ရှိရင်ဒီ morality ပေါ့နော်လူသားဆန်မှု အဲ့ဒါရယ်ပြီးွားလို့ရှိရင်ဒီလူလောကမှာကိုမထင်တာတွေဖြစ်လာတတ်တယ်ကိုသိရှင်နိုင်လည်းမဖြစ်လာပဲねမထင်တာတွေဖြစ်လာတတ်တယ် chaos ပေါ့နော်အဲ့ဒါတွေထည့်ပြီးတော့ပုံဖော်ထားတာဖြစ်တယ် character တယောက်ချင်းစီကလည်းသူတို့ကသူကတော်တော်အထာကြတယ်ဒါပေမဲ့သူတို့မှာတာမန်လူတွေလိုပဲ weakness တွေကိုလည်းမြင်ရတယ်ပေါ့နော်နောက်ပြီးတော့ဒီတယောက်ချင်းရဲ့ဇလန်းနေရအဲ့လိုမျိုးဟိုကိုမထင်တာတဲ့ပုံစံတွေနဲ့အပြောင်းအလဲတွေဖြစ်သွားတာတွေကစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ Tarantino ကတော့ထုံးစံတိုင်းပဲသူပြိတ္တကိုဘယ်တော့မှခူးခတ်ပြီးမကြွေးဘူး ူးဇက်လန်းနေရောအဲ့လိုမျိုး shelf တွေလောက်ထားပြီးတော့အမြင်ပရိသတ်ကအာယုံဆိုင်နေအောင်ပေါ့နော်တခမ်းမှမလွတ်အောင်အာယုံဆိုင်ပြီးကြည်နေအောင်သူကအလုပ်ပေးထားတာပေါ့အားကြောင့်မို့လို့ဒီရုပ်ရှင်ကိုကြည်ပြီးနားမလည်ဘူးဆိုရင်တော့နောက်တစ်ခေါက်ပြန်ကြည့်ဖို့လိုနေပြီလို့လည်းပြောချင်ပါတယ်အဲ့တော့နောက်တစ်ခေါက်ပြန်လည်းမကြည့်ချင်ဘူးဆိုလို့ရှိရင်ရှင်းရှင်းလင်းလင်းတည်ချင်တယ်ဆိုလို့ရှိရင်တော့ပိုကအခုဒီဇက်လန်းကို chronological order ပေါ့နော်အစင်းလိုက်ဘာပြီးပါဖြစ်တဲ့အစင်းလိုက်တိုင်းလေးပြောပြပေးမယ်နော် အရင်ဆုံး juice နဲ့ vincent နဲ့ကြောင်းပြောပြမယ်သူတို့နှစ်ယောက်ကဒီ marcelus ဆိုတဲ့ gangster ကြီးရဲ့ hitman နှစ်ယောက်ပေါ့နော်အဲ့တော့အဲ့ marcelus ကိုအာတစ္ဆာဖောက်သွားတဲ့သူတွေစီကိုသူတို့နှစ်ယောက်ကတွားပြီးတော့အဲ့ marcelus ရဲ့ briefcase ကိုတပ်ပြန်ယူတာပေါ့နော်အဲ့အဲ့မှာသူတို့ကရှေ့ရဲ့လူတော်တော်များများကိုလည်းတပ်ပြစ်လိုက်တယ်အဲ့ချိန်မှာနောက်ဖီးရဲ့ပဲပုန်းနေတဲ့တယောက်ကထွက်လာပြီးတော့သူတို့ကိုတနက်နဲ့ဝင်ပစ်တယ်ဒါပေမဲ့တစ်ချက်မှမထီပါဘူးသူတို့နှစ်ယောက်ပဲအဲ့သူဝိုင်းတက်လိုက်ကြတာပေါ့နော်အဲ့မထီသွားတဲ့အချိန်မှာ juice က သူ့ကိုသူဒါဖျားဟကယ်တာဗောဆိုတော့အဲ့လိုမျိုးအကျွတ်တရားတွေရအောင်ဟာအဲသူအဲဟင်မန်းလို့ရှင်စိတ်ပါပျောက်သွားတဲ့သူအတွေးခေါ်တွေအဲ့လို divine intervention ဗောနော်သူကပြောတာအဲ့လိုမျိုးသူ့ကိုကယ်လိုက်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ရင်သူတေွားနိုင်တယ်ဒီခြေနေမှာဆိုပြီးတော့အကျွတ်တရားတွေရအောင်ဟာအဲ့မှာသူတို့မတက်ဘဲနဲ့ကြံတာမာဗင်ဆွဲကောင်လေးတယောက်ပဲရှိရဲ့အဲ့တယောက်ကိုသူတို့ကစစ်ပြီးတော့မေးချင်လို့ပဲလားမသိဘူးဒါမှမဟုတ်လဲအဲ့လိုမျိုးခုန juice ကအတွေးပေါက်လာလို့မတက်ချင်တော့လို့သဘောမျိုးလဲနေမှာပေါ့နော်သူတို့နောက်နဲ့တူခေါ်ပြီးတော့မာဆယ်လက်စီသွားတယ် လမ်းမှာ juice ကကားမောင်းတယ် Vincent ကတနက်ကင်လာပြီးတော့ကောင်လေးကအနောက်ခန်းမှာထိုင်နေပေါ့နော်အဲ့မှာ Vincent ကအနောက်လှည့်ပြီးတော့စကားပြောနေနေသူ့တနက်ကိုရုတ်တရက်မောင်းဖြုတ်မိသွားပြီးတော့ဟိုကောင်လေးကခေါင်းပွင့်ပြီးတော့တေးသွားရောအဲ့ဒါနဲ့သူတို့ညောင်လည်းလမ်းပြောင်းသွားပေါ့နော်မျိုးလည်ကောင်ကြီးမှာအဲ့လိုမျိုးကြီးလူတက်ပြီးတော့ကြတော့ဘလို့ဘလောက်ပဲဟင်မန်းဖြစ်ဖြစ်အဖမ်းခံရရင်ဒုက္ခရောက်မှာပဲလေအဲ့ဒါနဲ့အိမ်သားမှနေတဲ့ juice ရဲ့တငယ်ချင်းဂျီမီစီကိုသူတို့သွားကြတယ် ဂျင်မီကလည်းသူမိမခဏနေပြန်လာတော့မှသူလာလို့ရှိရင်တော့ဒါတွေမြင်လို့မဖြစ်ဘူးဆိုပြီးတော့ပြောတာပေါ့နော်အဲ့နေရာမှာဂျင်မီက quantum territory လို့ယူပေါ့သူကလည်းတကယ်ကို sense တီလာလို့ပြောလို့ရတယ်သူ character ကလုံးဝ side character လေးဒါပေမဲ့သူပြုဆောင်နေပုံစံတော့မကြောက်ဘူးကောင်းတယ်နော်အဲအဲ့အနေနဲ့အဲသူတို့အချိန်ကြီး juice နဲ့ vincent အချိန်ကြီးမှာ seller sky ပြီးတော့သူ့ရဲ့အဲ့လိုမျိုးဒီဒီလိုကိစ္စတွေမှာဖြေရှင်းမင်းနေတယ်တဝူးဆိုတဲ့လူကြီးကိုလှက်လိုက်တယ်အဲ့တော့ဒီ the wolf ကအာ ကိုယ်ကဘာမှမလုပ်ဘူး။သူကလည်းအေးဆေးပဲ။ကော်ဖီလေးတစ်ခွက်ဂျင်မီစီကတောင်းတောက်ပြီးတော့ဟိုနှစ်ယောက်ကိုခိုင်းတာဘလို့ဘလို့လို့ဂျင်မီကိုလည်းဖိုင်ဖိုင်လှုပ်ဆူပြီးခိုင်းတာပေါ့နော်။အလောင်းကနောက်ဖုန်းနဲ့ရွှေဘူကိစ္စတွေကအတန်ရှင်းလို့ဖို့တွေဒီ juice နဲ့ vincent ဝန်စားလဲဖို့တွေအကုန်လုံးစီစဉ်မိတာပေါ့နော်။အဲ့နေရာမှာသူက siren ထိုးရမှာ bonnie situation လို့ထိုးရတာတကယ်တော့ဂျင်မီမိမနာမည်က bonnie မို့လို့ bonnie မလာခင်သူကဒါတော့အမြန်ရှင်းနေရလို့ bonnie situation ဆိုပြီးပြောလိုက်တာပေါ့နော်။အဲ့တော့ပြီးလည်းပြီးတော့ the wolf ကအလောင်းဖြောက်ပေးလိုက်တယ်။အဲဒီ ဗင်ဆန့်နဲ့ဂျူးစ်နဲ့ကမနက်စာသက်စာမယ်ဆိုပြီးတိုင်းတာတစ်ခုသွားကြတယ်အဲ့လေရောက်တော့ juice ကသူ့ရဲ့ဒီအခုမှအမြင်တဲ့အတွေ့အသည့်တွေကိုပြောပြတာပေါ့ Vincent ကသူအာဒီသူဒီ Hitman အလုပ်ကိုဆက်မလုပ်ချင်တော့သူအနာယူတော့မယ်ဆိုပြီးပြောပြပေါ့ Vincent ကတော့စိတ်ဝင်စားသူကတော့ဆက်လုပ်မှာပဲပေါ့နော်အဲ့လိုပြောနေတဲ့အချိန်မှာဒီဒီရုပ်ရှင်မှာဟိုးအရှိဆုံးစင်းမှာပထမဆုံးခန်းမှာပြထားတယ်ဓမြလင်မြရှိတယ်သူကပုံမှန်ဗန်ဓမြတိုက်ပို့ပေါ့နော် ဒါမဲ့ဒီမှာဒိုင်းနာမှာဆိုရင်ပိုးလွှဲတယ်ဆိုပြီးတော့သူတို့တိုက်ဖို့ကိစ္စပြောထားတာတကယ်တမ်းဆိုအဲ့ဒီစင်းနေရာရောက်တဲ့အချိန်မှာအရှိကသူတို့ညောင်မေ့တော့မေ့ပါဘူးပြန်လာတဲ့အချိန်ကျမှအော်ဒီရှိမှပါတာပဲဆိုပြီးတတိယပေါ့နော်အဲ့လင်မယားကဒီမှာဒိုင်းနာလူတွေကညတိုက်တယ်ဒီတကယ်တမ်းဒီဓမြညောင်ကဘာမှအတွေ့အကြုံသိရှိတဲ့လူတွေလည်းမဟုတ်ဘူးလေဟိုမှာဟင်မန်းနှစ်ယောက်လေအဲ့တော့ဓမြယောက်ျားဂျူးစီရန်နေပြီးတော့အဲ့ brief case ကိုတတ်တောင်းတဲ့အချိန်မှာအာ juice ကတန်းတန်းနဲ့အမြန်ချိန်လိုက်ပြီးတော့သူသူ့ဒီ briefcase တော့မပေးနိုင်ဘူးသူပတ်စံလည်းယူသွားရတယ်။ကျန်တဲ့သူတွေပတ်စံလည်းယူသွားပြီးတော့ထွက်သွားလိုက်သူမတက်ချင်ဘူးဆိုပြီးတော့သူညောင်ကိုလွတ်ပေးလိုက်တယ်။ဗင်းဆန်ကတော့တက်ချင်တာပေါ့ဒါပေမဲ့ juice ကနားထောင်ပေးလိုက်တယ်။အဲ့ဒါလည်းပြီးတော့သူတို့ညောင်လည်းအဲ့ဆိုင်ထဲနေထွက်သွားတယ် juice ကတော့သူအနားယူတော့မယ်ဆိုပြီးသွားတယ်။ဗင်းဆန်ကတော့ Marcellus ကိုဆက်ပြီးတော့လှုပ်လှုပ်တယ်ပေါ့နော်။အဲ့ဒါပြီးတဲ့ညနေမှာမှာ Marcellus ကသူ့မိမမီယာကိုအပြင်ခေါ်သွားဘူး။ ညညစာစာဖို့ခေါ်ရဖို့အတွက်ဒီဗင်ဆန်ကိုအလုပ်ပေးတာတာဝန်ပေးတာပေါ့နော်အဲ့ဒါနဲ့သူတို့ညတော့စာကြတယ်အပြီးတော့အဲ့ဒီဗင်ဆန်ကလည်းစေးသမားလေးသူစီမှာ hearing နေရှိရဲအဲ့တော့မီယာကိုကင်းမှတ်ပြီးတော့မှားပြီးတော့တုံးလိုက်ရနေပြီးတော့အဲ့လို shock ဖြစ်သွားပြီးတော့ overdose ဖြစ်သွားပြီးတေးမလို့ဖြစ်လို့ပြန်ကယ်လိုက်ရသေးတယ်ပေါ့နော်ဒီ scene နေဆိုလည်းတော်တော်လေး intense ဖြစ်တယ်ငယ်မမီယာပဲသိတော့မလားဆိုပြီးတော့အဲ့လိုမျိုးသူဟိုလောက chaotic ဖြစ်နေတာကြည်ရတော့အဲ့လိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် နောက်ထပ်နောက်ထပ် storyline တစ်ခုကတော့ဒီ Booch ပေါ့နော်ဟိုဘောက်စာဘူးချ်ပေါ့နော်အဲသူသူကြောင်းကြတော့သူကလေးဘွားဟာလေးဆက်ဆံခြင်းပါတယ်သူငငယ်တုန်းကသူ့ဖေကအော်ဒီစစ်တုံမန်းနေကိုဖမ်းထားတဲ့ gang မှာသူကတာဝန်ကြရရနေအမဆုံးသွားတာပေါ့အဲ့ဒါကိုသူ့ဖေရဲ့လှုပ်ဖော်ကိုင်မတယောက်ကသူ့စီလာပြီးတော့သူ့ဖေရဲ့ဒီမျိုးရိုးဆက်ဆက်လက်ဆင့်ကမ်းလာတဲ့နိုင်လေးကိုလာပေးတယ်အဲ့မှာအဲ့အစင်းကြတော့အဲ့ဒါပဲကလေးမန်းဘူးအဲ့ကလေးကဘူးမန်းလည်းမသိဘူးဘာမှလည်းမသိဘူးနောက်တော့မှ ီကလေးကြီးလာတဲ့အချိန်မှာဒီ boost ဆိုတဲ့ boxer ဖြစ်လာတာအဲ့တော့ तू ကသူ့ရဲ့ fight ပွဲမှာ muscleless ကသူ့ကိုပတ်စံပေးပြီးတော့ရှုံးပေးခိုင်းတယ်အဲ့ဒါကို तू က muscleless ကိုတစ္ဆာဖောက်ပြီးတော့သူ့ဘက်က तू နိုင်မဲ့ဘက်ကနေလောင်းပြီးတော့ဟိုတယောက်ကိုအနိုင်နိုင်ထိုးလိုက်တယ်ဘလောက်တောင်ဆိုလဲဆိုရင်သူ့ရဲ့ပြိုင်ဘက်ကသေပါသေးသွားတဲ့အထိဖြစ်သွားတာအဲ့နဲ့ तू ပြီးလဲပြီးတော့ तू နိုင်တဲ့လောင်းကြီးတွေယူလို့ကြံပြီးတော့ तू ကသူ့ကောင်မလေးနဲ့ဖတ်ပြီးအိမ်မဲသူ့ကောင်မလေးကသူ့ကိုထုတ်ဖို့ပြင်နေရတယ်မှာသူ့အဖေရဲ့အိမ်နိုင်မပအောင် အဲ့နဲ့သူကသူ့ရဲ့အခန်းကိုပြန်ပြန်သွားပြီးတော့နိုင်ကိုတော့ပြန်ယူတယ်။ဒါပေမဲ့ Marcellus ကသူ့ဒီလိုမျိုး cross လောက်သွားတာမကျေနပ်ဘူးလေ။အဲ့တော့ကြတော့ဒီ Bush ရဲ့အခန်းထဲမှာတော့ Vincent ကိုလွှတ်ထားတာသွားဆောင်လိုက်တာတကယ်လို့ Bush ပြန်လာလို့ရှိရင်တတ်ပြည့်စုတော့ဒါပေမဲ့ Vincent ကလည်းထုံးစံတိုင်းနမောနမဲ့ပဲသူတနတ်ကိုဝေးစင်မော်တင်ပြီးတော့အိမ်သာတော့တက်နေတယ်။အဲ့မှာ Bush လာတဲ့အချိန်ကျတော့တနတ်ကိုတွေ့သွားတော့ယူပြီးကင်လို့ရှိသေးတယ် Vincent ထွက်လာတော့ Vincent ကိုပြတ်တက်လိုက် အဲဗင်ဆန်ဂျူးစကားနားထောင်ပြီးအနားယူလိုက်ရင်တော့မှအသက်ကရှင်ဦးမယ်ဟိုသူဒီလောင်းယူလိုက်တာဆက်ချင်းမဲ့တည်သွားရပေါ့နော်သူကဒီရုပ်ရှင်ရဲ့အစင်တိုင်းဆိုလို့ရှိရင်ကြတော့ဗင်ဆန်ကိုဘူးကတတ်ပြီးွားတော့မှဒီဒိုင်နာဆင်းကလာတော့ကြည့်ရလူကြီးကနည်းနည်း confuse ဖြစ်သွားတာပေါ့နော်တကယ်ကတော့အဲ့အခုပိုပြောထားတဲ့အစင်တိုင်းဖြစ်တာပေါ့အဲ့တော့ဘူးကနိုင်လဲရပြီဆိုတော့သူသူကမလေးစီပြန်သွားဖို့လုပ်တယ်ဒါပေမဲ့အဲ့အချိန်မှာလမ်းမှာမဆက်လက်စံတော့တွေ့တယ် အဲသူညောင်တန်းနဲ့တောင်ဖိုက်ကြရင်လည်းအပေါင်ဆိုင်တစ်ခုတည်းရောက်သွားတယ်။ဒါပေမဲ့အပေါင်ဆိုင်ကလူကသူ့ကိုတနက်နဲ့ချိန်ပြီးတော့ဖမ်းပြီးတော့မြေရောက်ခန်းထဲသွားထားလိုက်တယ်။အဲ့ဒီပေါင်ဆိုင်ကလူနှစ်ယောက်ကလည်းတကယ်ပေါက်ကြောင်နေ။သူတို့ကလူတွေကိုဖမ်းပြီးတော့အဲ့လိုမျိုး sex slave လုပ်နေတဲ့ပုံစံမျိုးပေါ့နော်။အောက်မှာအဲ့ဒီအောက်ထပ်ခန်းထဲမှာလည်းနောက်တစ်ယောက်ရှိသေးတယ်။အဲ့လိုဝတ်စုံရင်းကြီးနေတယ်။အဲ့ဒါဆိုလို့ရှိရင်သူဖမ်းပြီးတော့အဲ့လိုအနိုင်ကျင့်ခိုင်းထားတဲ့သူပေါ့နော်။အဲ့တော့ Bush နဲ့ Marcellus ကိုသူတို့ကဖမ်းလိုက်ရတာနေပြီးတော့ Marcellus ကိုခေါ်သွားပြီးတော့ raid နေတယ်။ ဲ့မှာ push ကကြတော့သူလွတ်အောင်တွတ်သူလွတ်အောင်ကြံစီပြီးတော့ပြီးရယ်ဒါပေမဲ့သူထွက်သွားတဲ့လမ်းမှာ muscles ကိုအလိုလုံနေအောင်တွေးတော့သူကဝင်ခဲ့ပေးလိုက်တယ်အဲ့တော့သူတို့နှစ်ယောက်ပေါင်းပြီးတော့အနိုင်ရသွားတယ်ပေါ့အဲ့တော့ကြတော့ muscles ကလည်းသူ့ကိုကယ်လိုက်တဲ့အတွက်ဆိုပြီးတော့ push ကိုခွင့်လွှတ်ပေးလိုက်တယ်ဒီကြောင့်ဘူးမှမပြောနဲ့သူလည်းဒီမျိုးကထွက်သွားလိုက်ဆိုပြီးတော့အဲ့တော့ push လည်းသူ့ကောင်မလေးနဲ့သူလေးစီထွက်သွားလို့ရသွားတယ်ပေါ့နော်အဲ့တော့ဒီဇလန်ရုပ်ရှင်ဇလန်ဒါပဲဒီရုပ်ရှင်ကို ုံးသန့်ကြည့်မယ်ဆိုလို့ရှင်သူ့ရဲ့ main thing က chaos ပေါ့နော်ဒီကိုမှန်းတဲ့အတိုင်းမဖြစ်လာတဲ့ reality ကို character တွေတိုင်းမှာတွေ့ရတယ်ပြီးတော့လေတခြားရုပ်ရှင်တွေလိုမျိုး character တွေကလေအရင်ကြီး perfect မဖြစ်နေဘူးဥပမာ marcelus ဆိုလို့ရှင် gangster boss ကတခြားရုပ်ရှင်တွေမှာဆိုလို့ရှင်လုံးဝထားကြကြဆရာကြီးတွေပဲလေသူတို့ကဒါပေမဲ့ဒီမှာကြတော့ဒီမှာကြတော့သူက rape တောင်လို့ခံလိုက်ရသေးတယ်ပြီးတော့အဲဒီ gangster boss တွေဆိုအရင်ရက်ဆက်တယ်လေဒါပေမဲ့ဒီမှာကြတော့ boss ကသူ့ကို ကဲတင်မိလိုက်တဲ့အချိန်မှာသူ boost ကိုပြန်ပြီးတော့အဲ့လိုမျိုးမစီပြန်ပြလိုက်တာပေါ့နော်ပြန်ပြီးတော့တက်ညာခွင့်ပေးလိုက်တယ်လှုပ်ပေးလိုက်ဘူးဆိုလို့ရှိရင်လည်းတကူကောင်းဆန်တဲ့သူအစားရေကသူကဒီအာမာဆယ်လက်စ်ကိုသစ္စာဖောက်တယ်သူပြန်ရဖို့ကြံတယ်ပြီးတော့သူ့ကောင်မလေးနဲ့သူအဆင်ပြေညာမှာနိုင်မပါတဲ့အချိန်မှာကြီးကျယ်တောင်းညင်းတယ်သူနိုင်သူလိုချင်တယ်အဲ့လိုမျိုးတကူကောင်းဆန်တယ်ပေါ့နော်အဲတကယ်တော့နောက်ဆုံးမာဆယ်လက်စ်အနိုင်ကျင့်ခံနေရတာကိုတွေ့ရတဲ့အချိန်မှာကျတော့သူကဒီလူသားဆန်မှုပြပြီးတော့ဝင်ပြီးတော့ကဲပြီးခဲ့တယ်သူကမှမျှော်လင့်တာမဟုတ်တကယ်တော့သူဒါသူ့ရန်သူလေ သူလွတ်ပေးထားလိုက်လို့ရတယ်ဒါပေမဲ့သူကယ်ပေးလိုက်တဲ့အကျိုးဆက်အနေနဲ့သူတို့နှစ်ယောက်ပြန်ပြီးတော့အဆင်ပြေသွားတယ်ပြီးတော့မီယာဆိုလို့ရှိရင်လည်းအဲ့လိုတကယ်ကိုခတ်မတ်မိုက်ကောင်းပါလေးပေါ့နော်အထာကြကြလေးနဲ့ဆိုပြီးတော့ဒါပေမဲ့သူလည်းပေါက်ခဲ့ရပဲအဲ့ဆေးမှတုံးပြီးတော့တိမ်လို့တော့ဖြစ်ခဲ့တဲ့အထိဆိုအဲ့လိုမျိုးပေါ့နော် character တိုင်းမှာ flaw ရှိတယ်ပေါ့နော်အဲ့ဒါကိုပြထားတာ Vincent ဆိုရင်တော့ပြောစရာတော့မလိုသူကတကယ်ဟိုအခက်တန်းတန်း hitman ဒါပေမဲ့နမောနမဲနိုင်လိုက်တာလဲသူ့ပြင်နှစ်ယောက်မရှိဘူးနောက်ဆုံးအဲ့အတွက်ကြောင့်အသက်ပါပေးလိုက်ရတယ် ဒီအဂျူးဆိုလို့ရှင်လေအဲ့လိုရက်ဆက်ကြမ်းကြုတ်တဲ့ဟစ်မန်တရားကိုလက်လက်မယွန်းနေသူပေါ့နော်ဒါပေမဲ့နောက်ဆုံးကျတော့သူ redemption ရသွားတယ်ပေါ့နော်ဒီအာဒီလောကကြီးကိုဇူးလွန်ပြီးတော့နားယူမဲ့ချင်းနေဒီဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီ Quentin Tarantino ကသူ့ရဲ့ character တွေကိုလူသားဆန်အောင်ပုံဖော်ထားတာပေါ့နော် humanize လုပ်ထားတာပေါ့တချို့မှာအားနည်းချက်တွေရှိတယ်တချို့ကလူသားဆန်နဲ့တတ်ညာတတ်တယ် အဲဒီလို reality မှာဖြစ်နိုင်တဲ့အချက်အခြေအနေမျိုးတွေပြထားတဲ့အချက်ကိုတော့ဘဝတော်တော်သဘောကျတယ်။အဲ့တော့တကယ်ခြုံကြည့်မှဆိုလို့ရှိရင်သူကဒီလူတယောက်ရဲ့ face ပေါ့နော်ကံကြမ္မာရဲ့ပြီးွားလို့ရှိရင် choices ဒီရွေးချယ်မှုသူတို့ဒီအခြေအနေမှာဘလို့ရွေးချယ်ပြီးဘာတွေလုပ်ရမယ်ဆိုတာအဲ့ဒါနဲ့ consequences ဒီသူတို့လုပ်ရရဲ့အကျိုးဆက်အဲ့ပုံမှာမူတည်ပြီးဘာတွေဖြစ်မလဲဆိုတာအဲ့သုံးခုကိုအဓိကထားပြီးတော့ပေါ်ပေါ်ထားတာဒီညမှာလေပြိတ္တတွေမိကွန်းအနေနဲ့ကြံခဲ့တဲ့အချက်လေးတခုတော့ရှိရဲ့အဲ့ဒါဒီ အာ juice ရဲ့လက်ထဲက briefcase ကိစ္စပေါ့နော်အဲ့မှာဒီဓမြယောက်ျားဒီ briefcase ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာရွှေရောင်ကြီးလက်သွားတယ်လေအဲ့ဒါကိုပရိသတ်တွေဘာလဲဆိုတာမပြထားဘူးအဲ့တော့ပရိသတ်တွေကမျိုးစုံ theory တွေထုတ်ကြတာပေါ့အဲ့မှာရွှေရှိရယ်စိန်နေရှိရယ်ဆိုတော့ပြီးတော့ marcellus ရဲ့ soul ရှိတယ်တို့ဒီလိုမျိုးအဲ့ road to redemption တို့အဲ့လိုမျိုးစုံပြောကြတာပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်ဒီ cinematography မှာဒါမျိုးကို macguffin လို့ခေါ်တယ် သူကဒီပရိသတ်ကိုအဖြေမပေးထားဘဲနဲ့ကိုယ့်အကူချိတ်ကြိုက် theory ထုတ်လို့ရတယ် plot device တခုပေါ့နော်အဲ့တော့အအရန်တွေးတတ်တဲ့သူအရန်တွေးကျင်တဲ့သူကတော့တမုံတွေးကြမှာပေါ့နော်ဖြေမှန်စာမရှိဘူးအဲ့တော့ဒီ marcelus ရဲ့နောက်မှာအခုံခုံမှာပေါ့နော်ဒီ plaster တခုကတ်ထားတာကိုကြည့်ပေါ့တချို့လူတွေကကြတော့ဒီအဲ့နေရာနေသူ့ဆိုးကိုထုတ်ထားတာမို့လို့ဒီ အဲ briefcase ထဲမှာဒီ source ရှိတာဆိုတော့တကယ်တမ်းတော့အဲ့ plaster သူ့ဟာသူ shaving လုပ်ရင်းနဲ့ထိသွားလို့ plaster ကတ်ထားပါဘောเนาะဒါပေမဲ့အဲဟိုပြောချင်တာအဲ့လိုမျိုးပေါ့เนาะဒီဟာမှာမှန်တယ်မှားတယ်ဆိုတော့ဘူးမှမရှိဘူးကိုယ့်အကိုစိတ်ကြိုက်စဉ်းစားလို့ရအောင်လို့ဒီ plot device လေးတစ်ခုနဲ့ content delivery မှာထည့်ပေးထားတာဒါပေမဲ့ဒါဇလန်တော့အရေးပါတယ် plot လားဆိုရင်တော့မဟုတ်ဘူးဒါမပါဘဲနဲ့ဒါပါလည်းမသိရဘဲနဲ့လဲဇလန်ကသူ့အတူပြေဆုံးနေပြီးသားလေအဲ့တော့じゃတော့ဘူကတော့ဒါကိုအရင်အဖြေရှာရတဲ့ပုံစံမျိုးသွားခြင်းဘူး ီဇလန်မှာ divine intervention နေဒီ fate တွေပါတယ်ဆိုပေမဲ့ဒါကြီးကအရင်တော့ supernatural ဘက်သွားတယ်လို့တော့ပိုကတော့မမြင်ဘူးပေါ့နော်။ကဲဒါလို့ဆိုလို့ရှိရင် perfection review လေးလည်းပြည့်စုံပြီလို့ထင်ပါတယ်။တော်တော်ကြာကြာ request တောင်းတာ review ဝင်လည်းကြီးနေကြမယ်လို့ညွှန်ပြပါတယ်။ဒီလိုဇလန်လေးတွေကြိုက်တယ်ဆိုလို့ရှိရင်ပိုရဲ့ YouTube channel မှာဒီ plot twist ဆိုတဲ့ playlist လေးရှိရဲ့အဲ့မှာဒီလိုမျိုးရိုးရှင်ကောင်းလေးတွေကို deep dive review လေးတွေပေးထားရှိလို့မကြည့်ရသေးရင်တော့ကြည့်လိုက်ကြပါအောင်နော်။ကျေးဇူးတင်ပါတယ် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်ရှင်။